ြန်မာနိုင်ငံမှာနှီးပညာတိုးတက်လာတာဟာအနောက်နိုင်ငံတွေလိုအလှည့်အမြန်မဟုတ်ပေမဲ့မျှတစွာတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်အထူးသဖြင့်1990နောက်ပိုင်းကာလမှစပြီးနှီးပညာနဲ့ဆက်စပ်တဲ့ကဏ္ဍတွေမှာရှုပ်ထွေးမှုတွေရှိခဲ့ပေမဲ့လည်းယခုအချိန်ထိနှီးပညာအသုံးပြုမှုတွေနဲ့မြန်မာလူပေါင်းမှာအရေးပါတဲ့တိုးတက်မှုအချို့ဖြစ်ပေါ်လာပါတယ်အစောပိုင်းကာလ1948-1990 ညာရေးနဲ့လျှက်စစ်ဌာနကဲ့သို့သောအခြေခံဤပညာပိုင်းမှာစတင်ပြုလုပ်ခဲ့တာကပထမအဆင့်တစ်ခုဖြစ်ပါတယ်။1980ခုနှစ်များတွင် ရုံသုံးရေတွက်ဆက်များကအစားလျှက်စစ်ဆက်ပစ္စည်းများရေဆက်များစတာတွေထွက်ပေါ်လာခဲ့တယ်။တက္ကသိုလ်တွင်ဤပညာနဲ့ဆက်လင်းသောဘာသာရပ်များကိုတင် जा သွားလာခဲ့သည်။ဖွံ့ဖြိုးတိုးတက်မှုစဉ်1990 2010 ဒီကာလမှာပဲမြန်မာနိုင်ငံမှာကွန်ပျူတာနဲ့အင်တာနက်ဝင်လာပြီးနည်းပညာလောကအတွက်တကယ်ပြောင်းလဲမှုအကြီးကြီးဖြစ်ခဲ့ပါတယ်။ Computer Universities တည်ထောင်ခြင်းမြန်မာစာဖြင့် Keyboard Fonts တိုးတက်လာခြင်းအက်ပညာရေးစတင်ဖွံ့ဖြိုးခင်မီနည်းပညာခေတ်2010ယနေ့ Smartphone နဲ့ Mobile Internet ဝင်လာတာကြောင့်လူထုအများဆုံးနည်းပညာကိုတကယ်ထိတွေ့လာနိုင်ခဲ့တယ်။ Facebook, YouTube, TikTok တို့ဖြင့် digital media အင်အားကြီးလာပြီးဤပညာသုံးသူများတိုးလာတယ်။ E-government, online payment, mobile banking, digital marketing စတဲ့ဤပညာအသုံးချမှုအမျိုးမျိုးမြတ်တစွာတိုးလာတယ်။အနာဂတ်အတွက်မြန်မာဤပညာမြန်မာလူငယ်တွေကိုအဲ့ blockchain, cyber security, robotics, coding စတဲ့ဤပညာအသစ်တွေနဲ့မိတ်ဖွဲ့ပေးရမယ်။ပညာရေးနဲ့စီးပွားရေးတွင်ဤပညာကိုစနစ်တကျအသုံးချနိုင်ဖို့မျှော်လင့်ရတယ်။ နိုင်ငံတစ်နိုင်ငံအနေနဲ့ဤပညာကိုတဘာဝအတိုင်းပဲမဖြစ်ပဲအစိုးရပုဂ္ဂလိကပူးပေါင်းပြီးဖွံ့ဖြိုးမှုတည်ဆောက်ရမယ်။ဤပညာကမျှော်လင့်ချက်မရှိတဲ့နေရာကိုပန်းနိုင်ဖြစ်စေတတ်သည်။ကျွန်တော် smart ပါ။